မိတ်ဆွေများအားလုံးမင်္ဂလာပါ live မှာမှာဘယ်သူတွေရှိလဲဟုတ်ကဲ့ပါမိတ်ဆွေများအားလုံးမင်္ဂလာပါဗျဒါဆိုရင်ဒီနေ့မှာကျွန်တော်တို့ပုံမှန်ထုတ်လွှင့်ပုံမှန်ဝင်းမြနေတဲ့အစီအစဉ်လေးစပါတော့မယ်ဒီနေ့မှာကျွန်တော်ကမိတ်ဆွေတို့ကိုဒေထုတ်ကုန်လေးနဲ့မိတ်ဆက်ပေးมาလဲဆိုရင်တော့ transpound swine လို့ခေါ်တဲ့တရားရာဂိုင်းနှုန်းတဘာဝစစ်စီမြေပြုံမှုလေးအကြောင်းကိုဝင်းမြပေးมาပဲဖြစ်ပါတယ်ဟုတ်ပြီဒါဆို transpound swine လေးကိုမဝင်းမြခင်မှာ အဓိကကအပင်ပင်စိုက်ပျိုးဖြစ်ထွန်းအောင်မြင်မှုအတွက်လိုအပ်တဲ့အချက်၅ချက်ထဲကညီကြီးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုကျွန်တော်ဝေမျှချင်ပါတယ်ခင်ဗျအပင်ပင်စိုက်ပျိုးဖြစ်ထွန်းအောင်မြင်မှုအတွက်အဓိကကြတဲ့အရာ၅ချက်မှာနောက်ဆုံးမှာအရေးအကြီးဆုံးဆိုရဲညီကြီးကနံပါတ်၅နေရာမှာရှိနေပါတယ်အဓိကကညီလွာကပျက်စီးလျုံယွင်းနေပြီဆိုရင်ဘလောက်ကောင်းတဲ့မျိုးတွေပဲဖြစ်ဖြစ်ဘလောက်ကောင်းတဲ့ဆေးတွေပဲဖြစ်ဖြစ် ဘလောက်ကောင်းတဲ့နီးပညာတွေပဲဖြစ်ဖြစ်သုံးဆွဲလို့ရှိရင်လည်းမိစေတို့ထိုက်တဲ့နဲ့အောင်မြင်မှုကိုအထွတ်နှုန်းကိုရရှိမှာမဟုတ်ပါဘူးအဲ့လိုမျိုးပျက်စီးနေတဲ့မြေတွေကိုပြန်လည်ပြုပြင်ဖို့အတွက်မိစေတို့အတွက် transform swine လေးရှိပါတယ်ဗျဟုတ်ပြီဒါဆိုဒီ transform swine လေးအကြောင်းကိုမပြောခင်မြေလူကြီးဆိုတာဘယ်လိုမျိုးဖြစ်တည်လာတာလဲဆိုတာနဲ့ပတ်သက်ပြီးကျွန်တော်ကဒီနေ့မိစေတို့ဝင်ညာပေးခြင်းပါတယ်မြေလွာဆိုတာတဲ့မြေကြီးထဲမှာရှိတဲ့ကြောက်တုံးကြောက်ဆိုင်တွေ ပြီးလို့ရှိရင်အပင်ကနေထွက်တဲ့စွန့်ပစ်ပစ္စည်းတွေအပင်ကနေထွက်တဲ့ဥမာမြေခိုင်းတွေခုတ်တဲ့အရွက်တွေကျွေးတဲ့အဲ့လိုအပင်ကနေရတဲ့အရာတွေပြီးလို့ရှိရင်တက်ရှိတတ္တဝါတွေတိတ်ဆုံးသွားတဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့ပုပ်ဆိုးဆွေးမြည်နေတဲ့အရာတွေကိုမြေထဲမှာရှိတဲ့အကျိုးပြုပိုးလေးတွေဖြစ်တဲ့တီကောင်လိုမျိုးပြီးလို့ရှိရင်ချလိုမျိုးပိပတ်စိတ်လိုမျိုးပြီးလို့ရှိရင်ချီလိုပိုးကောင်လေးတွေနောက်ချီပိုးလိုအကောင်မျိုးလေးတွေကနေအဲ့ဒီကြောက်ဆိုင်ကြောက်သားတွေနဲ့ဒီအပင်ကနေရတဲ့အရာတွေပြီးရင်တက်ရှိအရာတွေသေဆုံးသွားတဲ့အခါအမှကြံရင့်နေတဲ့အကျွင်းကြံတွေကိုခြေဖြတ်ပျက်စီးဖြတ်စီးလိုက်ကြတယ်အဲ့လိုခြေဖြတ်ပျက်စီးလိုက်တဲ့အချိန်မှာဖြစ်ပေါ်လာတဲ့အပိုင်းစငယ်လေးတွေပေါင်းဆက်ရင်းနဲ့ကြောက်မုံကြောက်သားလေးတွေပေါင်းဆ ဆိုင်ရင်းနဲ့မြေကြီးဆိုတာဖြစ်ပေါ်လာခြင်းပဲဖြစ်ပါတယ်။ဟုတ်ပြီမြေလွှာမှာဘလို့အခန်းခဏတွေပါဝင်နေသည်လေမြေကြီးထဲမှာဆိုရင်လေရဲ့ပါဝင်မှုနှုန်းက25ရာခိုင်နှုန်းပါဝင်နေပြီးတော့တဘာဝကမဟုတ်ဘူးပြင်ပကအရာတွေကိုခြေချက်ပျက်စီးခြင်းကြောင့်ရလာတဲ့ဓာတ်တွေက45ရာခိုင်နှုန်းပါဝင်ပါတယ်ပြီးတော့တဘာဝကနေရရှိတဲ့ဓာတ်က9ရာခိုင်နှုန်းပါပြီးတော့ရေရဲ့ပါဝင်မှုရာခိုင်နှုန်းက25ရာခိုင်နှုန်းပါဝင်ပါတယ်ဗျဒါကမြေကြီးထဲမှာပါဝင်တဲ့အရာတွေရဲ့ ယ်။ရာဂိုင်းတို့အချိုးအစားလေးကျွန်တော်ဝေမျှပေးခြင်းပဲဖြစ်ပါတယ်။နောက်တစ်ခုကကျတော့ဒီလိုမျိုးဝေမျှပေးတဲ့အချိန်မှာမြေမာဆိုရင်ဘယ်နှမျိုးရှိလဲမိတ်ဆွေတို့သိဖို့လိုပါတယ်။မြေလွှာမှာဆိုလို့ရှိရင်ကျွန်တော်တို့အပိုင်း၃ပိုင်းရှိပါတယ်။ ပုံစံအမျိုးအစား၃မျိုးရှိတယ်။ပထမတစ်မျိုးကကြတော့တဲမြေပါ။တဲမြေဆိုတာရေစိတ်ဝင်မှုလွယ်တယ်၊ရေကြကြာမတင်ဘူး။အဲ့ဒီအတွက်သူကအချင်းတက်ကိုများစေတယ်။အဲ့ဒီအတွက်တဲမြေစံနဲ့မြေဒီမှာအပင်နေစိုက်မယ်ဆိုရင်အပင်နေတနှုံအားနေတတ်ပါတယ်ဗျ။နောက်တစ်ခုကကြတော့မြေစည်းပါ။မြေစည်းကကြတော့အဆူဓာတ်ကိုကြာရှည်ထိမ့်သိမ်းထားနိုင်တယ်။အဲ့ဒီအတွက်အပင်နေမှာရေဝတ်နိုင်တယ်၊ရေကြိုက်တဲ့အပင်အတွက်ကိစ္စမရှိပေမဲ့ရေမကြိုက်တဲ့အပင်တွေအတွက်ဆိုရင်အမြင့်ပုတ်တွေဝင်နိုင်ပါတယ်။ဒါကတော့ မြေစည်းပါအကောင်းဆုံးမြေကကြတော့မြေဆွေးပါဗျမြေဆွေးကကြတော့ဘလို့ပုံစံမျိုးရှိလဲဆိုရင်ပွားတဲ့အနေထားရှိတယ်ပြီးတော့ तू ကများသောအားဖြင့်အမဲရောင်ဆန်ဆန်ဖြစ်တတ်တယ်ဒါရင်မဲလားမဟုတ်ပါဘူးမြေကပွားတော့လေဝင်လေထွက်ကောင်းတယ်အဲ့ဒီအတွက်အမြင့် အတွင်းမိုင်းနဲ့အထိကိုအောက်ဆီဂျင်ကိုရရှိနိုင်တဲ့အတွက်အမြင့်ရဲ့လှုပ်ဆောင်ချက်ကိုပို့ပြီးအားကောင်းစေပါတယ်ပြီးတော့ရေကရေမဝစ်ဘူးရေကစိတ်ဝင်ဖို့လည်းလွယ်ကူသလိုအပီယံအတွက်လိုအပ်တဲ့အဆိုးဓာတ်ကိုလည်းထိမ့်သိမ့်ပေးနိုင်ပါတယ်အဲ့ဒီအတွက်ဒီမြေသုံးမျိုးမှာဆိုရင်တဲဆန်တဲ့မြေပဲဖြစ်ဖြစ်မြေဆေးပဲဖြစ်ဖြစ်မြေဆွေးပဲဖြစ်ဖြစ်အဲ့ဒီအပိုင်းသုံးမြေသုံးမျိုးလုံးမှာ မြေဆွေးကသာအပင်နေစိုက်ပျိုးဖို့အတွက်များစွာအထောက်ပံ့ပြုတဲ့မြေမျိုးစားမျိုးပဲဖြစ်ပါတယ်ဗျဒါကတော့မြေအပင်နေကိုအကျိုး ပြုတယ်မြေပုံစံ၃မျိုးတည်းမှာအကောင်းဆုံးမြေအကြောင်းကိုကျွန်တော်ကမိတ်ဆွေတို့ဝင်မြခဲ့ခြင်းဖြစ်ပါတယ်အခုထပ်မံပြီးဝင်မြချိန်ကကြတော့ မြေမြေ၃မျိုးနောက်ထပ်မြေ၃မျိုးရှိပါတယ်အထာကတော့မိဆွေတို့လက်ရှိသုံးဆွဲနေတဲ့မြေဓာတုမြေဩစာတွေဓာတုတွေကိုအလွန်အကျွံသုံးဆွဲလာပြီဆိုရင်ပျက်စီးသွားနိုင်တဲ့မြေရဲ့ပုံစံ၃မျိုးကိုကျွန်တော်ကမိဆွေတို့ဝင်းများပေးချင်ပါတယ်အဲ့လိုမျိုးဓာတုတွေကိုသတ်မှတ်တဲ့နှုံနာတဲ့ပို့ပို့ထဲမယ်အလွန်အကျွံသုံးဆွဲမယ်ဆိုရင်ပျက်စီးနိုင်တဲ့မြေပုံစံကဘာတွေလဲပထမမြေကကြတော့အချင်းထက်လွန်ကဲနေသောမြေပါအချင်းထက်တွေလွန်ကဲနေမယ်ဆိုရင်ကန့်စိတ်တွေတန်ထက်တွေ ရမ်းများနေမယ်အဲ့ဒီခါကြလို့ရှင်အပင်တွေကတနှုံသိမ့်မကောင်းစဘာပင်စိုက်ပြိုးမယ်အဲ့လိုမြေမျိုးမှသာစဘာပင်တွေစိုက်ပြိုးမယ်ဆိုရင်နီတိုတွေဖြစ်လာနိုင်ပါတယ်ပြီးလို့ရှင်တန်ကြီးခွက်တွေဖြစ်လာနိုင်တယ်အရွက်ဝါတွေဖြစ်လာနိုင်တယ်အရွက်ပေါ်မှာတန်ကြီးခွက်တွေဖြစ်လာနိုင်ပြီးအပင်တွေမတက်တာကိုဖြစ်စေနိုင်ပါတယ်ဗျဒါကတော့ခြင်တဲ့မြေပါနောက်တစ်ခုကကြတော့ငံသောမြေ ။မြေမှာအငန်တက်တွေအရန်လွန်ကဲနေပြီဆိုရင်အနေဆုံးကတော့အပင်မှာရွက်ပြားတွေ၆လာမှာပဲဖြစ်ပါတယ်။အငန်နဲ့မြေမှာဆိုရင်အပင်တွေစိုက်ပြိုးမယ်ဆိုရင်အပင်တွေကအနေဆုံးတော့ရွက်ပြားတွေ၆လာလိမ့်မယ်။ပြီးလို့ရှိရင်အပင်ရဲ့ကိုခံအားတွေနည်းလာမယ်။အပင်ရဲ့တက်နှုံးတွေကျလာမှာပဲဖြစ်ပါတယ်။ဒါကတော့ငန်နဲ့မြေပါ။နောက်တစ်ခုကကျတော့အစိမ့်အတောက်တွေဖြစ်နေတဲ့မြေပါ။အစိမ့်အတောက်တွေဖြစ်နေတဲ့မြေကဘလို့ကြောင့်ဖြစ်လာတာလဲ။တောင်သူတွေကတရားဒီပြီးတရားဒီတရားဒီပြီးတရားဒီတင်းနံတွေကိုစိုက်ပျိုးကြတယ်။အဲ့ဒီအချိန်မှာဒီတရားဒီမှာတောင်းဆွဲနေတဲ့ဓာရုမြေဩ ောစာတွေကိုဟိုပ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 ိုထက်ထက်ကျွေးလာတဲ့အချိန်မှာဒီတရားဒီမှာစိုက်ပြိုးလိုက်တဲ့ဓာတ်ရုမြေဩဇာရဲ့ဓာတ်ရုတက်ကျွေးနေရနောက်တရားဒီမှာထက်ကြံနေအဲ့လိုကြံနေအချိန်မှာဒီဓာတ်ရုမြေဩဇာတွေအစင်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 ပုံထွက်လာတဲ့အချိန်မှာမြေကြီးထဲမှာတက်ကျွေးနေများလာတယ်အဲ့ဒီအချိန်မှာမြေမှာအစိတ်အတော့တွေများလာတယ် အစိတ်တောက်တွေများလာတယ်တချို့မြေတွေဆိုအစိတ်တောက်တွေများလွန်းလို့မြေကြီးကဆက်ပြလို့အမြုပ်တီတောင်ထလာတယ်အဲ့လိုနေရာမျိုးတွေမှာအပင်ကစိုက်တယ်မဖြစ်ထွန်းဘူးအပင်တွေပေါက်တော့ပေါက်မယ်မတက်ဘူးတချို့ဆိုရင် အပင်တွေစိုက်ပြိုးလို့မရတဲ့အနေအထားမျိုးထိတောင်ဖြစ်စေနိုင်ပါတယ်ဒါကတော့မြေလွာကိုပျက်စီးစေတဲ့ပုံစံသုံးမျိုးပါ ဟုတ်ပြီဒါဆိုရင်မြေလွာတွေဒီလိုမျိုးသာပုံမှန်သုံးဆွဲနေကြမယ်ဓာတ်ရုတွေအလုံးစုံသုံးဆွဲလို့မြေလွာတွေပျက်စီးလာပြီဆိုဓာတ်ရုတွေရက်လိုက်ရမှာလား မိတ်ဆွေတို့ချက်ချင်းလငင်းတော့ရက်လို့မရပါဘူးတဖြည်းဖြည်းရှော့ချတဲ့နည်းနဲ့မိတ်ဆွေတို့ဓာတုကိုရှော့ချပြီးတော့တဘာဝဆန်တဲ့မြေတွေကိုဖန်တီးပြုလုပ်လို့ရပါတယ်အဲ့လိုမျိုးဖန်တီးပြုလုပ်ဖို့အတွက်ဘယ်လိုထုတ်ကုန်တွေရဲ့ဘယ်လိုအရာတွေရဲ့အကူအညီနဲ့မိတ်ဆွေတို့ကပြန်လည်ပြုပြင်ပါလဲဆိုရင်မိတ်ဆွေတို့ကိုအခု မိတ်ဆွေတို့မမြင်တွေ့နေရတဲ့ transpound swing လေး ਨੇ ပြန်လဲပြုပြင်ရမှာပဲဖြစ်ပါတယ်ဗျဟုတ်ပြီဒီ transpound swing ကတရားရာခိုင်နှုတ် organic cysts ဖြစ်ပါတယ်သူကကြတော့အချမ်းမြည်တိဓာတ်ုဆေးနဲ့မဆိုလူးနဲ့ပြီးပဲဖြစ်ဖြစ်ရေနဲ့ဖြော်ပြီးပဲဖြစ်ဖြစ်ကျဲပတ်လို့ရပါတယ်ဗျဟုတ်ပြီဒါဆို transpound swing ကမြေတွေကိုပြန်လဲပြုပြင်ပေးနိုင်လဲဆိုတာဘာကြောင့်လဲဒီ transpound swing အထုပ်လေးထဲမှာအဓိကကုန်ချမ်း၈မျိုးပါဝင်ပါတယ် အဲ့ဒီကုံရမ်း၈မျိုးကိုကျွန်တော်ကဒီနေ့မိတ်ဆွေတို့ကို၄မျိုးအကြောင်းကိုဝေမျှပေးပါမယ်မနေ့ပြန်ကြရင်နောက်ထပ်၄မျိုးကိုဆက်လက်ပြီးဝေမျှပေးပါမယ်ဗျဟုတ်ကဲ့ပါအရင်ဆုံး transform sign ထဲမှာပါဝင်တဲ့ number 1ကုံချမ်းကတော့ roommate ဆိုတဲ့ဓာတ်ဖြစ်ပါတယ် H U M I C ဆိုရဲ humidex ဖြစ်ပါတယ်။အဲ့ဒီ humidex ကဘာကိုလှုပ်ဆောင်ပြီးလဲ။အပင်ကမြေကြီးကိုခြားဆိုင်လိုက်ပြီ။မိတ်ဆွေတို့ကမျိုးဒီမြေစီတွေကိုကျွေးမယ်။ပြီးလို့ရှိရင်အပင်ကိုအားဖြစ်စေတဲ့ရွက်ခန်းတွေလောင်းကြမယ်။အဲ့ဒီအာဟာရဓာတ်တွေကမြေကြီးထဲကိုရောက်သွားပြီမယ်။အပင်ရဲ့ပတ်ပတ်လေမှာကြာကျင်ကြမယ်။ခဝေးဝေးကိုရောက်ချင်ရမယ်။ကျွန်တော်တို့မှန်းလို့မရပါဘူး။ ဒါပေမဲ့ roommate တက်ရဲ့ထူခြားချက်ကညီထဲမှာရှိတဲ့အပင်အတွက်လိုအပ်တဲ့အဖို့ဓာတ်တွေကိုစောင့်ယူတဲ့ calcium လိုဓာတ်မျိုးပြီးလို့ရှင် phosphorus မီးစုံဓာတ်လိုဓာတ်မျိုး iron လို့ခေါ်တဲ့တန်ဓာတ်လိုဓာတ်မျိုး potassium လို့ခေါ်တဲ့ကျွန်တော်တို့ပြာဓာတ်လိုဓာတ်မျိုး nitrogen ဓာတ်နဲ့ zinc လို့ခေါ်တဲ့သွတ်ဓာတ်တွေကိုအပင်ရဲ့အမြင့်စီကိုရောက်အောင်တန်လိုက်ကဲတော့သူကစွဲငင်ခေါ်ယူပါတယ်အဲ့ဒီအရာတွေကအမြင့်ဖက်ကိုတဖြည်းဖြည်းစုဝေးလာတဲ့အချိန်မှာအမြင့်ရဲ့စုပ်ယူမှုကိုခံယူနိုင်တယ် အဲ့ဒီအတွက်အပင်ကအစာဆုပ်ယူမှုကိုပို့ပြီးအားကောင်းစေပါတယ်ဗျဒါကတော့ humus ဆိုတဲ့ဓာတ်ကလေးရဲ့လောက်ဆောင်ချက်ပဲဖြစ်ပါတယ်မြေကြီးထဲမှာရှိတဲ့အပင်နဲ့ဝေးနေတဲ့အာဟာရဓာတ်တွေကိုမြေကြီးရဲ့အမြင့်ထဲကိုအပင်ရဲ့အောက်မှာရှိမြေတဲ့အောက်ထဲမှာရှိအမြင့်စီကိုချိန်ကပ်လာအောင်သူကတန်လိုက်ကဲသို့စွဲငင်ယူတဲ့ဓာတ်ဖြစ်စေပါတယ် ဖြစ်ပါတယ်ဗျဟုတ်ပြီဒါဆို roommate ဓာတ်ပါဝင်ခြင်းအဖြစ်ဘလို့ကောင်းကျိုးတွေရှိမှာလဲနံပါတ်1မြေကိုပွားစီတယ်ဘာဖြစ်လို့မြေကိုပွားစီတာလဲမြေကိုအကျိုးပြုတဲ့ပိုးလေးတွေကိုအလွန်အများအလွန်ပေါများစွာနဲ့ပွားများစေလို့ပါဗျမြေကိုအကျိုးပြုတဲ့ပိုးလေးတွေပွားများစေတဲ့အတွက်နံပါတ်1မြေကိုပွားစီတယ်မြေပွားတော့ဘာတွေထူးခြားလို့လဲအမြင့်အတွင်းပိုင်းနဲ့အထိလေဝင်လေထွက်ကိုကောင်းစေပါတယ်အဓိကကကျွန်တော်တို့ကအပင်ရဲ့မြေပေါ်ပိုင်းမှာရှိတဲ့အပင်မဲ့လေ အောက်ဆီဂျင်ကိုစုပ်ယူတာမဟုတ်ပါဘူးမြေကြီးအောက်ထဲမှာရှိတဲ့အမြစ်ကလည်းအောက်ဆီဂျင်တက်ကိုလိုအပ်သလိုစုပ်ယူရပါတယ်အဲဒီတော့အမြစ်ထီကိုအောက်ဆီဂျင်ဝင်ရောက်ဖို့အတွက်လေကူသားစေတဲ့နံပါတ်3ကကျတော့မြေရဲ့အဆိုတက်ကိုထိန်းပေးနိုင်ပါတယ် မြေရဲ့အဆိုတတ်ကိုထိမ့်ပေးနိုင်တာဖြစ်တဲ့အတွက်အမြစ်ကိုအားကောင်းစေတယ်ပြီးလို့ရှိရင် မြေကြီးထဲမှာရှိတဲ့ရေနဲ့အစာကိုကောင်းစွာစုပ်ယူနိုင်စေပါတယ်ဗျဒါကနံပါတ်3ချက်ပါနံပါတ်4အကျတော့အပင်ရဲ့အစာကိုများများစုပ်ယူနိုင်တာဖြစ်တဲ့အတွက်နံပါတ်4ချက်ကအပင်ရဲ့ကိုခံအားကိုပို့ပြီးတော့ကောင်းမွန်စေပါတယ်နံပါတ်5အကျတော့အပင်အတွက်လိုအပ်တဲ့ pH level ကို6.5ကနေ7ကြာ အတွင်းရှိအောင်ထိမ့်သိမ်းပေးနိုင်ပါတယ်ဒါက prometed ပါဝင်ခြင်းရဲ့ကောင်းကျိုးလေးပဲဖြစ်ပါတယ်ဗျာဒါကတော့ prometed ပါဝင်ခြင်းရဲ့ကောင်းကျိုးလေးဖြစ်ပါတယ်နံပါတ်1ပါဝင်တဲ့ကုန်ကျစရိတ်ကတော့ vitamin B1 ပါဗျာ vitamin B1 ကိုပါဝင်ခြင်းအဖြစ်ဘလို့ကောင်းကျိုးလေးတွေရရှိစေနိုင်လဲဆိုရင်အမြင့်ပွားအားကောင်းစေတယ်အမြင့်ထွားအကောင်းနဲ့အမြင့်ရှည်တဲ့အမြင့်ဖြူတဲ့အမြင့်တန်တယ်အမြင့်အကောင်းနဲ့ပြီးလို့ရှိရင်ဒါတွေမဲ့လားမဟုတ်ပါဘူးအစိမ့်ကနေအညောင်းထွက်ခြင်းကိုလည်းအကောင်းစီပါတယ် ပြီးတော့ရွှေပြောင်းပြီးစိုက်ရတဲ့အပေမျိုးတွေဥမာပြပြိုးတော့တဲ့ကအပေတွေကိုစိုက်ခင်းထဲမှာချစိုက်တဲ့အပေမျိုးတွေပဲဖြစ်ဖြစ်စပားတွေကိုပြိုးထောင်ကောက်စိုက်ပြိုးနှုတ်ပြီးစိုက်တဲ့နေရာမှာပဲဖြစ်ဖြစ်ပြီးလို့ရှိရင်နောက်တစ်ခုကကျတော့ဂိုင်းတွေကိုပြိုးအိတ်တွေနဲ့ပြိုးထောင်တယ်ပြီးလို့ရှိရင် စိုက်ွက်တွေမှာပြန်လည်ပြောင်းစိုက်ရတာပဲဖြစ်ဖြစ်အဲလိုပြောင်းစိုက်ရတဲ့အပေတွေကျက်သွန်းတို့ ပြိုးပြိုးထောင်ပြီးတော့မှပြန်ဆောက်ရတဲ့အပင်မျိုးတွေပဲဖြစ်ဖြစ်အဲ့ဒီလိုမျိုးရွှေပြောင်းဆောက်ရတဲ့အပင်တွေအတွက်ဆိုရင်နော်မြစ်ပွားအမြန်စေတဲ့အပင်ထွားနှုံးကိုပို့ပြီးတော့မြန်စေပါတယ်ဗျအဲ့ဒါဗိုက်တာမင် B1 ပါဝင်တဲ့ကောင်းကျိုးလေးပဲဖြစ်ပါတယ်အဲ့ဒါတော့မြစ်ပွားအမြန်နဲ့အပင်ရဲ့ထွားနှုံးကောင်းတယ်ပြီးလို့ရှိရင်အပင်ကနေအစာစုပ်ယူခြင်းကိုအကောင်းစေပါတယ်အများတန်တော့အစာစုပ်ယူမှုကိုပို့ပြီးအကောင်းစေတယ်ပြီးလို့ရှိရင်နောက်တစ်ခုကကျတော့အပင်ရဲ့လှုပ်ဆောင်ချက်တွေကိုအပင်ရဲ့အစာစုပ်ယူမှုအပိုင်းနဲ့ပတ်သက်တဲ့လှုပ်ဆောင်ချက်တွေကို ပို့ပြီးအားကောင်းစေပါတယ်။ဒါကတော့ vitamin B1 ပါဝင်ခြင်းရဲ့ကောင်းကျိုးလေးပဲဖြစ်ပါတယ်ဗျ။နောက်ထပ်ဓာတ်မျိုးဝါကျတော့ကျွန်တော်တို့ရေညှိမှုပါဝင်ပါတယ်။ရေညှိမှုပါဝင်ခြင်းအပြင်ဘာတွေကိုကောင်းကျိုးဖြစ်စေလဲ။အကိုင်းတွေဝေဝေဆာဆာထွက်တယ်။ဂိုင်းကူဂိုင်းထိုးအားကောင်းတယ်။အကိုင်းတွေမြမြထွက်တော့အရွက်တွေဝေဝေဆာဆာထွက်တယ်။ ပြီးလို့ရှိရင်အရွက်တွေဝေဝေဆာဆာထွက်တဲ့အတွက်အစာချက်လုံးမှုကိုပိုကောင်းစေတယ်အစာချက်လုံးမှုကပိုကောင်းတော့အပင်ရဲ့ကိုခံကပိုကောင်းတယ်အပင်ကိုခံကကောင်းတော့အပွင့်တွေမြန်မြန်ပွင့်ခြင်းအတွက်ကိုတာဝန်ယူပြီးတော့အသီးတွေကိုလည်းများများသီးစေခြင်းကိုဖြစ်ပေါ်စေပါတယ်ဒါကတော့ရေညှိမှုပဝင်ခြင်းရဲ့ကောင်းကျိုးပဲဖြစ်ပါတယ်ဒါရင်မဲလားမဟုတ်ပါဘူးအသီးရဲ့အရွယ်အစားကို ကြီးချွားစေတယ်ပြီးတော့အလေးချိန်ကိုလည်းစီးစေပါတယ်ဗျဒါကတော့ရေညှိမှုပါဝင်ခြင်းရဲ့ကောင်းကျိုးလေးပဲဖြစ်ပါတယ်နောက်တဲ့တစ်ချက်ကကြတော့တဘာဝကနေရတဲ့ zeolite ဆိုတဲ့ဓာတ်ကလေးပါဝင်ပါတယ်ဒါဆို zeolite ဓာတ်ကဘာတွေများထူးခြားနေလို့လဲ transpond swine ထဲမှာပါဝင်တဲ့ zeolite ဓာတ်ကမြေကြီးထဲမှာအပင်အတွက်လိုအပ်တဲ့အာဟာရဓာတ်တွေကို80ရာခိုင်နှုန်းထိသိမ်းဆည်းပေးနိုင်ပါတယ်ဗျာ အဲ့ဒီအတွက်အပင်တို့အဟာရတက်ပြက်လက်ချင်းနေမရှိအောင်ထိမ့်သိမ်းမိနိုင်ပါလေနောက်တစ်ချက်ကကြတော့အဲ့လိုမျိုးမြေအပင်တို့လိုအပ်တဲ့အဟာရတက်ကို80ရာခိုင်နှုန်းသိမ်းဆီးပေးနိုင်တဲ့အတွက်မိတ်ဆွေတို့လက်ရှိသုံးစွဲနေတဲ့ဓာတ်ရုံမြေဩဇာတွေကို short ချနိုင်ပါတယ်ပလဲတို့ဓာတ်စားတွေကိုလည်းအသုံးပြုခြင်းကို short ချလို့ရတယ်ပြီးတော့မြေထဲမှာရှိတဲ့အဟာရတက်တွေကိုအပြည့်အဝအပင်ကစုပ်ယူနိုင်အောင်လှုပ်ဆောင်ပေးနိုင်ပါတယ်ဗျဒါရင်မဲလားမဟုတ်ပါဘူးမှုသက်ဆေးတွေပိုးသက်ဆေးတွေ ပေါင်းသက်ဆေးတွေတောင်ခဏခဏတုံးဆွဲလာပြီးဆိုလို့ရှိရင်အဲ့ဒီပိုးတွေမှုတွေပေါင်းတွေကိုတတ်စေတယ်လို့သိစေတယ်လို့မြေကိုလည်းတဖြည်းဖြည်းနဲ့အစိတ်သိမ့်စေပါလေဗျအဲ့ဒီလိုမျိုးမှုသက်ဆေးပိုးသက်ဆေးပေါင်းသက်ဆေးတွေခဏခဏတုံးနေတရားဒီထက်တရားဒီပို့ပို့တုံးလာရတယ်အဲ့လိုမျိုးတုံးဆွဲခြင်းကြောင့်မြေလွှာမှာအစိတ်အတောက်တွေဖြစ်နေစေခြင်းကိုလည်းရှော့ချပေးနိုင်တဲ့အာနိသင်ရှိပါတယ်ပြီးတော့မြေကိုပွားစေတဲ့ရေရဲစိတ်ဝင်မှုကိုလွယ်ကူစေပြီးတော့ အပင်ရဲ့အတွင်းမိုင်းတဲ့အထိမြေအောက်ပိုင်းအမြင့်အတွင်းမိုင်းတဲ့အထိလေဝင်လေထွက်ကောင်းဝင် ကောင်းခြင်းကိုလှုပ်ဆောင်ပေးပါလေဗျ။ခြုံငုံကြီးပြောရမယ်ဆိုရင်နော် နံပါတ်၁ဟိုမဲအက်ဆစ်ပါတဲ့အတွက်ကြောင့်မလို့မြေကြီးထဲမှာအမြင့်စီကိုအပင်အတွက်လိုအပ်တဲ့အာဟာရဓာတ်အဖိုဓာတ်ဆောင်တဲ့အာဟာရဓာတ်တွေကိုစုပ်ယူတဲ့နေရာမှာအရန်အကောင်းစေပါတယ်မြေကိုပွားစေတယ်လေဝင်လေထွက်ကောင်းစေတယ်မြေရဲ့အဆိုဓာတ်ကိုထိမ့်ပေးပြီးအမြင့်အောင်ကောင်းစေတယ်ရေကိုကောင်းစွာစုပ်ယူစေတယ်ပြီးတော့အပင်ရဲ့ကိုခံအောင်ကောင်းစေပြီးတော့ pH level ကို6.5ကနေ7ကြာရရှိနိုင်အောင်ထိမ့်သိမ့်ပေးနိုင်တယ်ဒါ roommate ထပ်ပောင်းဝင်လို့ပါဗီတာမင် B1 ပါတဲ့အတွက် အမြေပွားအားကောင်းတယ်ပြီးလို့ရှိရင်အစိမ်းမအညောင်ထွက်ခြင်းကိုအားကောင်းစေတယ်ရွှေပြောင်းဆိုင်ရတဲ့အပင်လေးတွေအမြင့်သက်ထွက်လို့ပိုကောင်းစေပါတယ်အပင်ကအစာဆုပ်ယူမှုကိုပိုပြီးကောင်းစေပါတယ်ရင်းကြီးမုတ်ပါဝင်တဲ့အတွက်အကိုင်းတွေ ခြောက်ထွက်မှုအကောင်းနဲ့အရွက်တွေဝေဝေဆဆာထွက်တဲ့အပွင့်တွေညံ့ညံ့ပွင့်ပြီးတော့အသီးတွေကိုများများသီးခြင်းကိုလှုပ်ဆောင်ပေးပါတယ်ဒါကတော့ရင်းကြီးမဟုတ်ပါဝင်တဲ့အတွက်ပါပြီးတော့အသီးတွေအရွယ်အစားကြီးပြီးတော့အလေးချိန်ကိုတိုးစေပါတယ်နောက်ဆုံးတစ်ချက်ကကြတော့နောက်စတုထားမြတ်အချက်ကတော့သဘာဝကနေရရှိတဲ့ဇီယိုလိုက်တတ်ပါ အဲ့ဒီဇီကိုလိုက်တဲ့ပါဝင်တဲ့အတွက်အပင်တွင်တွက်လိုအပ်တဲ့အာဟာရဓာတ်တွေကိုမြေကြီးထဲမှာ80ရာခိုင်နှုန်းထိသိမ်းဆီးပေးနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ပြင်ပကနေထပ်မံသုံးဆွဲရတဲ့ဓာရုမြေဩဇာတွေသုံးဆွဲမှုနှုန်းကိုရှော့ချလို့ရပါတယ်အဲ့လိုရှော့ချနိုင်တဲ့အတွက်တောင်သူတွေအတွက်ကုန်ချစည်းကိုတတ်တာစေပါတယ် အခုလိုမြေစီတွေဈေးတက်နေတဲ့ကာလမှာဈေးစကားကိုချိုးချံချွေတာလို့ရတယ်ပြီးတော့မြေထဲမှာရှိတဲ့အာဟာရဓာတ်တွေကိုအပြည့်အဝအပြင်ကအသုံးချနိုင်အောင်လှုပ်ဆောင်ပေးတယ်ပြီးလို့ရှိရင်ပိုသက်ဆေးပိုးသက်ဆေးပေါင်းသက်ဆေးသုံးဆွဲခြင်းကြောင့်မြေကြီးမှာ အစိတ်အတောက်ဖြစ်ခြင်းတွေကိုရှော့ချပေးနိုင်ပါတယ်ပြီးလို့ရှိရင်မြေထဲမှာရှိတဲ့ဓာတုတကြွေးတွေကိုရှင်းထုတ်ပေးနိုင်ပါတယ်ဗျပြီးတော့မြေကိုပွတ်စေပြီးတော့ရေစိတ်ဝင်မှုကိုလွှဲစေတယ်လေဝင်လေထွက်ကိုကောင်းစေပါတယ် ဒါကတော့ transplant ဆွိုင်းလေးကိုသုံးဆွဲခြင်းအပြင်မိတ်ဆွေတို့ရလာမယ်အချက်၄ချက်ကိုကျွန်တော်ကဝေမျှခြင်းဖြစ်ပါတယ်မနစ်ပြန်ပါလေနောက်ထပ်၄ချက်နဲ့ transplant ဆွိုင်းလေးကိုသုံးဆွဲဘယ်လိုသုံးဆွဲရမလဲဆိုတော့အကြောင်းအရာလေးကိုထပ်မံပြီးဝေမျှပေးမှာဖြစ်ပါတယ်ဗျအခုကျွန်တော်ရဲ့ live လေးမှာဒီနေ့ပူပေါင်းပါဝင်ပေးတဲ့မိတ်ဆွေတူတူတယောက်ချင်းစီကိုလည်းကျေးဇူးအများကြီးတင်ပါတယ်